ကျွန်တော်ဆရာဝန်တော့ပြရတော့မှာပေါ့အဲကြောင့်ကျွန်တော်အများကြီးရှိမကောင်းဖြစ်နေပါတယ်ဟိုတပည့်တယောက်အနေနဲ့လေအလေးအချင်းလေးဒီပုံမှာအလေးဝေးပွားသွားတာကြီးလဲရောဒီအဆက်တွေတွေကလည်းပြတ်နေတာဆိုတော့ကျွန်တော်ဆရာဝန်ကကျွန်တော်တာဝန်မကြီးတော့ပါဘာမှမက တာသမီ၃ယောက်မှာမမအီရောမမငယ်ရောရှိပါသေးတယ်။မမရရောလက်ရှိမြန်မာပြည်မှာရှိရဲမမငယ်ရရောနိုင်ငံသားမှာပေါ့နော်။ဆိုတော့ဟိုကိုဂျင်းကြီးကတော့အငယ်ဆုံးဘဘရဲ့အငယ်ဆုံးသားဖြစ်တယ်။ဟိုစုံသားပြီဆိုတော့မမင်းနဲ့မမငယ်တို့ရဲ့ဆန္ဒအရာဘဘကိုနီးတကြခြင်းဖြစ်ပါတယ်။ ်မြို့ကတော့မာရီတို့တခုမှမှာဒါမြို့ကငယ်မွေးချက်ပေါ့ဘဘတို့မိသားစုကဥမျိုးကိုမွေးစားထားတာမွေးစားထားတာလက်ရှိမှာလဲဥမျိုးဒီဘဘတို့တကောင်စင်းရဲနဲ့မှာလဲရှိတယ်ဆိုတော့ဥမျိုးကတော့ဒါငယ်မွေးချက်ပေါ့ဖြစ်တယ်ဘဘတို့မိသားစုရဲ့အကျိုးအကြောင်းအကောင်းအဆိုးအကုန်လုံးလဲဒါဥမျိုးကအတိဆုံးဖြစ်ပါတယ်ဟိုတို့တွေကတော့ အဖအဖေရဲ့အကိုဝမ်းဝဲလေးပေါ့နော်ဝမ်းဝဲလေးဘာဘာပါကြီးဆိုရင်လေဟုတ်တယ်ဟိုတို့တွေရဲ့သင်စရာမြင်စရာကြားစရာဆိုရင်လေဟုတ်တယ်ဘာဘာဖေဖေရဲ့အကိုပေါ့နော်ဖေရဲ့အကိုကျွန်တော်ကတော့ကဒီမာလေးเออทุกหมอပြောထားကြလို့ပဲဒီทุกခုမရဲ့ channel မှာကျွန်တော်က ိုငွေမိချမောအနေနဲ့ကျွန်တော်နှစ်ပေါင်းများစွာဟိုကျွန်တော်ရှိနေခဲ့တယ်အဲဒီမိသားစုတကောင်စင်းထဲမှာလေကျွန်တော်နာမည်ရှိပြီးသားဖြစ်ပါတယ်ကျွန်တော်မိသားစုထဲမှာအာမကျွန်တော်နဲ့အတူပေါ့နော်ဒီအနုပညာလမ်းကြောင်းကိုအတူတူဝင်ရောက်လာတယ်ကျွန်တော်ဒီလေးမောင်ပြင်းကြီးနဲ့ဆိုလို့ရှိရင်ဒုတိယပေါင်းမဲ့အလုံးလို့ကျွန်တော်ဒီမိသားစုကြီးနဲ့ကျွန်တော်လက်ပေါ်တူရှိနေခဲ့ဆဲပါပဲဟုတ်ကဲ့အခုတော့ကျွန်တော်ဟိုဆရာပေါ့နော် ဖွားစီအားပေါ့အခုလိုဆုံးမသွားတဲ့အတွက်ကိုကျွန်တော်မမျောလင်းခဲ့ပါဘူးဒီလိုအတန်မျိုးကိုလည်းမကြားကျင်ပါဘူးဟိုဒါပေမဲ့မကြားကျင်လို့လည်းမရတော့ဘူးဒီအချိန်ကြီးကဒီတိုင်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့အများကြီးစိတ်ထိခိုက်ရပါတယ်ဟိုဘာပဲဖြစ်ဖြစ်ကျွန်တော်ဆရာကိုနောက်ပြရတော့မှာပေါ့အဲကြောင့်ကျွန်တော်အများကြီးစိတ်မကောင်းဖြစ်နေပါတယ်ဟိုတပည့်တယောက်အနေနဲ့လည်းအနေအချိန်လေးဒီပုံမှာ အန်ဒီဝေးကွာသွားတာကြီးလဲရောဒီအဆက်တွေတွေကလည်းပြတ်နေတာဆရာကျွန်တော်ဆရာကတော့ကျွန်တော်တာဝန်မကြည့်ခဲ့ပါဘူးဒါကလည်းအခုပြည့်ရနောက်ဆုံးအချိန်မှာတော့ကျွန်တော်အတတ်နိုင်ဆုံးကျွတ်တာဝန်ကြီးအောင်ကျွန်တော်ဥဆောင်ပေးရမှာပါတော့တပည့်တရားဝင်တာဝန်ရှိပါတယ်ကျွန်တော်တကယ်လည်းကျွန်တော်ဟွာလုပ်ပြီးမှာပါဟိုဒီဒီသားစုတဲ့လူတွေတိမရှိကျွန်တော်အတတ်နိုင်ဆုံးကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ဆောင်ရွက်ပေးပါပါဆရာ ရဲ့ဂျိုးခန္ဓာကြီးဘူးဘတ်တဂျိုးကင်းကနေစပြီးမိတဂျိုးရဲ့အချိန်အထိကျွန်တော်အတက်နိုင်ဆုံးအပေါင်းလို့ဖြစ်အောင်ဒီမိသားစုစိတ်ချမ်းသာဖြစ်ဖြစ်ကျွန်တော်လုပ်ပြီးကြတော့ဘာဘာမာကသာသမီ၃ယောက်မှာမမအီရောမမငယ်ရောရှိပါသေးတယ်။မမရရောလက်ရှိမြန်မာပြည်မှာရှိရယ်မမငယ်ရရောနိုင်ငံသားမှာပေါ့နော်။ဆိုတော့ဟိုကိုဂျီနင်းကတော့အငယ်ဆုံးဘဘရဲ့အငယ်ဆုံးသားဖြစ်တယ်။ ိုဆုံးသွားပြီဆိုတော့မမိုင်းနဲ့မမငယ်တို့ရဲ့ဆန္ဒအရာဘဘကိုမိတကြိုခြင်းဖြစ်ပါတယ်အဓိကတော့ဘဘမှာကတမီးနှစ်ယောက်ရှိသေးတဲ့အတွက်ဟိုမမကြီးတို့မမငယ်တို့ရဲ့ဆန္ဒကိုပဲဟို တို့တွေအကုန်လုံးပေါ့ကြံတဲ့တူတွေတူမတွေအကုန်လုံးအဲ့လိုလိုက်လုပ်ပြီးတယ်ပြီးတော့ဘဘညမနှစ်ယောက်ကလည်းနိုင်ငံသားမှပဲရှိတယ်အခုအတော်တွေကိုလည်းအလုံးပြောပြီးဆိုပြီးအတော်တွေကလည်းမမကြီးတို့ဖြစ်ချင်တာကိုလုပ်ပေးပါလို့ပြောတဲ့အတော့တို့တွေရောဥမျိုးရောပြီးတော့ကြံတဲ့တို့ကြံတဲ့မဝန်းခွဲမောင်နှမတွေရောအကုန်လုံးဘဘကိုမိသက်ချူဖို့စီစဉ်တာပါဒီဥမမောင်ကြီးရဲ့ နိုင်ငံခြားမှာရှိနေတဲ့ညီမတယောက်ပေါ့နော်အဲဒီဒီညီမအငယ်ဆုံးနဲ့လည်းကျွန်တော်ကဆော်ဆော်လေးအမပြောပါပြီတတိဆန်းနဲ့လည်း contact အကုန်ရပြီးသွားပြီပေါ့နော်ဟိုသဘောကတော့အခုဘဘဆုံးပြီဟိတ်ဆိုပြီးတော့တိတဲ့အချိန်ကစပြီးတော့တန်တဲ့ဆွေမျိုးသားချင်းမောင်နှမတွေအားလုံးစုစည်းပြီးတော့ မမကြီးရဲ့ဆန္ဒဘလို့ဖြစ်ချင်လဲမမကြီးဖြစ်ချင်တာကိုပဲအလုံးလုပ်ပေးမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဒီလိုစီစဉ်ရတာပါဘဖကအမှုပညာကိုအရန်ယူတုတ်တဲ့အမှုပညာသမားတယောက်ဖြစ်တဲ့အတွက်ကျန်တဲ့အမှုပညာသမားတွေလည်းဟိုဒါတင့်အောင်လို့ဒါဟိုဒီလိုမျိုးဟိုမာယူတို့ဒီလိုမီဒီယာကိုလက်ခံလိုက်တာပါကြံတဲ့မလိုအပ်သောပုံများ မလိုအပ်သော အကြောင်းအရာများမီဒီယာမှာ မတင်ပေးပါနဲ့လို့မအင်းမြစ်တာရက်ခံပါတယ်သူတို့ရဲ့ဆန္ဒအရာကျွန်တော်ပြောတာဖြစ်ဖြစ်ပြောကြောင်းဟိုကျွန်တော်တို့အနေနဲ့လည်းဒီလိုပြောတင်ပြောထိုက်တဲ့စကားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါဒါပြောပြတာပေါ့နော်အမုန်းခံပြီးရောဟိုပြောပြတာပေါ့နော်